ငွေကုန်ကြေးချမမြပဲနဲ့ logo တခုဖန်တီးရမှာဘလူမျိုး AI ကိုစနစ်တကျတုံးပြီးတော့ကြတော့ logo တခုဖန်တီးလို့ရလဲဆိုတာကိုပြောပြပေးသွားပါမယ်။ အခုတော်တော်အသုံးများနေတဲ့ ChatGPT AI မှာပဲဒီ logo တခုကိုဖန်တီးကြည့်မယ်ပေါ့နော် AI မှာ logo တခုကိုဖန်တီးဖို့ရအတွက်အရင်ဆုံးဘာတွေတီးဖို့လိုအပ်လဲဆိုရင်ကိုယ့်ရဲ့ branding ကဘယ်လိုမျိုး concept ကိုအသုံးပြုပြီးတော့ကြာတော့ create လုပ်ထားရတယ်။ဒီဘာသဘောတရားနဲ့လုပ်ထားတဲ့ဥစ္စာများဒီပါဆိုရင်ဥမာအနေနဲ့ပြောမယ်ဆိုရင် training center အခါမှာသူရဲ့ mood ကကြတော့ကိုယ့်ရဲ့ product အမျိုးအစားမျိုးပေါ့နော် education နဲ့ပေးမှအသုံးပြုမှဖြစ်တဲ့အတွက်ကြောင့်မလို့ mood ကို education လို့ထားလိုက်တယ်။နောက်ပြီးတော့ဘာရှိမလဲဆိုရင် target audience ကဒီ education ဖြစ်တဲ့အတွက်ကြောင့်မလို့ပဲဘယ်သူတွေကိုရွေးမှာလဲဆိုရင် students တွေ students တွေကမှ age က9နှစ်နဲ့ သက်20ဝန်းကျင်နေအတွက်ကိုရည်ရွယ်ထားတယ်ပေါ့နော်ဒီနေရာမှာကာလာအနည်းငယ်တော့စဉ်းစားထားတာမရှိသေးဘူးအဲ့ဒီဟာမှာကိုကဒီ logo အတွက်10 logram လေးစဉ်းစားထားတာရှိတယ်ဆိုရင်10 logram လေးပါထည့်ပေးလိုက်ပေါ့နော်အဲ့ဒီခါမှာဒီ ChatGPT ကိုဟို generate လုပ်လိုက်တဲ့အခါမှာသူရဲ့အဲဒီ logo ရဲ့ idea လေးတွေထွက်လာမယ်ပေါ့နော်အဲ့ logo idea ထွက်လာတဲ့အခါမှာသူက logo ရဲ့ sample ဆိုရင်ဘလို့ဒေဂီတာလေးတွေတုံးတဲ့လဲဒီညမှာ what bloom ဆိုတဲ့အတွက်ကြောင့်မလို့ဒီအာပန်းပင်လေးပေါက်လာတဲ့ပုံစံလေးပေါ့နော်စာအုပ်လေးကနေပင်လေးပေါက်လာတဲ့ပုံစံလေးကို ဟို create လုပ်ခိုင်းတယ်အဲ့ခါမှာအယောင်လေးတွေကလည်းအဲဒီ၃ယောင်ကို recommend ပေးထားတယ် green ရယ် blue ရယ် yellow ရယ်ကို recommend ပေးထားတယ်အဲသူရဲ့အယောင်ကိုရွေးတဲ့အခါမှာလည်းစဉ်းစားလို့လွယ်အောင်လို့ဒီအယောင်မျိုးစား light id blue ဆိုရင်ဘယ်လိုမျိုးဟိုမျိုးစားလေးတွေရှိလဲပေါ့နော်ဘယ်လိုမျိုး inner emotion ကိုဖြစ်စေလဲဆိုတာလေးတွေကို तू ကပြောပြပြီးနေထားတယ်အဲ့ဒါဆိုတော့ကိုအယောင်ရွေးချယ်တဲ့အခါမှာလည်းလွယ်ကူသွားမယ်ပေါ့နော် ဒါဆိုရင်ဒီညမှာဒီကမ်ပါနဲ့မထုတ်သေးခင်မှာဒီ ChatGPT နဲ့ပဲအရင်ဆုံးသူ့ logo တစ်ခုထုတ်ခိုင်းကြည့်လိုက်မယ်စံပယ် logo ဆိုပြီးတော့ကြတော့ဒီနေရာမှာစံပယ် logo လေးတစ်ခုထုတ်ခိုင်းလိုက်တဲ့အခါမှာဒီအနေတော့ဆောင်းအောင်ပါပေါ့နော်အဲဆောင်းလိုက်ပြီးတဲ့အခါမှာဒီစကံပိုင်းလောက်ပဲဆောင်းရတာပါဒါအကြီးအကျယ်မဆောင်းအောင်အဲဆောင်းပြီးတဲ့အခါမှာဒီသူက logo လေးတစ်ခုပေါ်ပြပြီးသွားလိမ့်မယ်အဲမှာဒီ အာပုံစံလေးသူရဲ့အဲစကလုံးပုံစံဖောင်းပုံစံလေးတွေနဲ့လည်းလူကိုယ်တစ်ခုကိုပေါ်ပြပေးသွားမယ်အဲဒါလေးကတော့ sample လေးပေါ့နော်ဒီဟာလေးတွေကိုစိတ်ကြိုက်ကိုအိုင်ဒီယာနဲ့ကိုဖန်တီးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆွဲမှုဆွဲနည်းရတော့အရင်ဗီဒီယိုလေးမှာကံပါနဲ့ဘယ်လိုမျိုးပုံလေးတွေဆွဲလို့ရလဲဒီဇိုင်းလေးတွေဆွဲလို့ရလဲဆိုတော့ပြောပြပြီးသားဖြစ်တဲ့ဒါကြောင့်မလို့အရင်ဗီဒီယိုလေးကိုသွားပြီးရောကြည့်ဖို့မမေ့ပါနဲ့နော် ခုဒီနေရာမှာဆိုရင်အခုသူရဲ့ logo idea လေးကိုသုံးပြီးတော့ကြတော့ Canva AI မှာထုတ်ကြည့်လိုက်မယ်။ Canva AI မှာထုတ်ဖို့ဆိုရင်ခုနက logo idea လေးတွေကို ChatGPT ကပြောထားတဲ့ logo idea လေးတွေကို copy ကူလိုက်မယ်။ကူပြီးတော့ကြတော့ Canva ရဲ့အပေါ်ဆုံးပါးမှာရှိတဲ့အဲပေါ်နေရ your design ရဲ့ template ရဲ့နောက်ပြီးတော့ Canva AI ရဲ့ဆိုပေါ်နေရရှိ။အဲ့မှာ Canva AI မှာခုနက design prompt လေးတွေကို ဟိုခြာရေးပြီးလိုက်မယ်ခြာရေးပြီးလိုက်ပြီးတဲ့အခါမှာသူရဲ့ကာလာလေးရောအပြည့်စုံအကုန်လုံးကိုထည့်ပြီးလိုက်မယ်ထည့်ပြီးလိုက်တဲ့အခါမှာဘယ်လိုမျိုးပုံလေးထွက်လာလဲဆိုတာကြည့်ကြည့်အောင် image create လုပ်တာကတော့ဒီအစ်စ်အနေနဲ့ပေါ်ထားပြီးတော့ကျတော့နောက်ပိုင်း free trial ကိုတုံးပြီးတော့လုပ်မယ်ဆိုရင်လည်း lambda နဲ့ပတ်ရှင်ပြီးလည်းတဘာဝမှရတော့ C လုပ်လို့ရတယ်အခုဒီကိုလုပ်လို့ရတဲ့နည်းလမ်းလေးတွေကိုလည်းနောက်တစ်ပတ် video လေးမှာပေါ်ပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ တံမာကနေပြီးတော့ကြတော့ပုံလေးတွေထုတ်ပြလာတဲ့အခါမှာဘလိုမျိုးလေးတွေကွာချသွားလဲကြည့်ကြအောင်အဲသူရဲ့ဆယ်လိုဂရာလေးရဲ့ ြီးအလင်းတန်းလေးတွေပါနေတဲ့ပုံလေးတွေအမျိုးမျိုးထုတ်ပေးလိုက်တယ်ပေါ့နော်တက္ကံပိုင်းပဲကြာတာဒီဟာဘယ်လောက်မှမကြောက်ဘူးအဲဒီပုံလေးတွေကို create လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကြိုက်တဲ့ပုံစံဒီဇိုင်းဆွဲချင်တဲ့ဆိုရင်လည်းကမ်ပါ AI ကိုစီုပ်သုံးပြီးတော့ဟောခုန ChatGPT ကပြောတဲ့ idea လေးတွေနဲ့အဲဒီ elements တွေတွေယူပြီးတော့ရှားပြီးတော့ဆွဲလို့ရနိုင်ပါတယ်ဒီ channel လေးတွေရှိရဲဆိုရင် comment လေးမှာရေးပေးခဲ့ပါနော်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ကျေးဇူးပါ